ဖလန်းမြို့မှာတခုတည်းကြံခဲ့တဲ့ခလာယ268ကိုတွန်လှိုင်းတက်တွေကလေးလကြာပိတ်ဆို့ထားပြီးအခုလပိုင်းမှာတော့စစ်တပ်ကလေကြောင်းကနေစင်အားဖြစ်တင်တာအပြင်ဘုံကျဲမှုတွေကိုပြင်းပြင်းထန်ထန်ပြုလုပ်နေကြောင်းတာဝန်ရှိသူတွေကပြောပါရယ်စိုးသူအောင်တင်ပြပို့ထားပါရယ်ရှင်ချင်းမီနယ်ဖလန်းမြို့ကိုတင်ပိုင်နိုင်ဖို့ချင်းကြီးနောင်စစ်စင်ရေးကို2024ခုနှစ်နိုဝင်ဘာလဆန်းပိုင်းမှာဖော်ဆောင်ခဲ့ပေမဲ့ တောင်ကုန်းဘော့မှာရှိတဲ့ခလာယာ268ကိုမရှင်းနိုင်သေးပဲပိတ်ဆို့ထားတာလေးလဝန်းကျင်ကြာမြင့်လာပါပြီ2025ခုနှစ်နှစ်ဆန်းပိုင်းမှာတော့စစ်တပ်ကခလာယာ268တဲ့ကိုရဟန်းရင်နဲ့အင်အား90ထံမှနေထပ်ဖြည့်ထားပြီးဂျက်လီရင်နဲ့အပြင်းထန်ဘုံကျဲကတံပြန်ထိုးစစ်ဆင်နိုင်ဖို့ကြိုးစားလာကြောင်းတာဝန်ရှိသူကပြောပါတယ်အကြီးကြီးတာကဒီရှီယုံကုန်းနဲ့ကျွန်တော်တို့ဒီအာရှီဘော့ရိုမန်ကတလချက်ပက်ကကုန်းဝတ်တော်လေးကြီးကြီးတဲ့အဲ့နေရာက အဲသူတို့ဘက်ကလည်းဆက်ရှင်ရတာပြန်ပြန်လုပ်တဲ့အခြေအနေမှာရှိတယ်ကျွန်တော်တို့ဘက်ကလည်းအဲဒီကုန်းတွေကိုလုံးဝထိန်းလို့ရအောင်စူးစမ်းနေတဲ့အခြေအနေမှာရှိတယ်အာလင်ကတော့တောက်လျှောက်ပဲအာတော်တော်လေးပြင်းနေဟိုနေနေညအာလင်နဲ့အလိုချဲနေတဲ့အခြေအနေမှာရှိပါတယ်ဟုတ်အင်းအနေလာတဲ့အတွက်အခုလိုလေးချောင်းကနေရိခါလူဝင်အားတွေထပ်ဖြည့်တာဖြစ်နိုင်ကြောင်းနဲ့မြို့တွင်းနေရာတွေကိုတော့ချင်းတော်လိုင်းတက်တွေကထိန်းချုပ်ထားကြောင်းသူကဆက်ပြောပါဗျ။ အဲ့ဒီစေယုံကုန်းကနေခလာယာ268ကိုချီကျင်သွားရင်မင်းနှစ်ပိုင်းလောက်သာကြာမြင့်မှာဖြစ်ပြီးစစ်တပ်ကဘုံကျဲတာကြောင်းပြီးခဲ့တဲ့ဒီဇင်ဘာလထဲမှာဖလန်းပြည်သူစေယုံကြီးမီးလောင်ပျက်စီးခဲ့ရပါတယ်။အဲ့နောက်ပိုင်းမြို့ကန်ဒီအားလုံးဆစ်ဆောင်ခဲ့ရကြောင်းဒေသခံတယောက်က DVB ကိုပြောပါတယ်။ဒီအချိန်ထဲကရှင်းရှင်းရှင်းနေနေဆိုတော့အဲ့ဒီလူတို့ကတယောက်မှမရှိတော့ဘူးမြို့မြို့ပြင်မှာကိုကိုကြာကိုရှင်ပြည်ရနေနေကိုပဲပြီးနေရတာပြီးနေပြီးတော့ခုံလုံးရတာပေါ့။ ရမင်းမမနေတော့ဆိုတော့မြို့နေပါလေခေရမှာလည်းနီနာနေလို့မရဘူးဆိုတော့ကျွန်တော်စပယ်ချောင်းနေနဲ့တခြားမြို့မှာပြောင်းနေတယ်အဲ့ဒါသူတို့တရင်တွေဘာမှမကြားရတော့ဘူးအဲ့ဒီအချိန်ကမြို့ကံပြည်သူအများစုဟာတောတောင်တွေတဲကိုထွက်ပြေးခဲ့ကြရပြီးတချို့ကလည်းမီဇိုရန်ပြည်နယ်နဲ့ကလေးမြို့ဟာခါမြို့အပါအဝင်နီးစပ်ရာတခြားမြို့တွေစီကိုဆစ်ဆောင်ခဲ့ကြရပါတယ် ဒါကြောင့်မျိုးပေါ်နဲ့ဆက်ဆောင်အချင်းတွေကိုအသေးစိတ်မသိရတော့ပေမဲ့ဘုံတန်ကြောင့်မျိုးပေါ်ရက်ွက်တွေကအင်ဂျင်တရာဝင်းကျင်မီးလောင်ပျက်စီးခဲ့ရပြီလို့ဒေသခံတွေကခံမှန်းကြပါတယ်။ချင်းကြီးနောင်အနေနဲ့2024ခုနှစ်နှစ်ကုန်ပိုင်းမှာမင်းတပ်နဲ့ကံပလတ်မျိုးတွေကိုသိမ်းယူခဲ့ပြီးလက်ရှိမှာတော့ဖလန်မျိုးမှာတစ်ခုတည်းကျန်နေတဲ့ခလာယာ268ကိုသိမ်းပိုင်နိုင်ဖို့စူးစမ်းနေတာဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ။အတက်နိုင်ဆုံးတော့မြန်သူပူပေါင်းမှလို့ပဲပြောခြင်းနဲ့မြန်သူပေါင်းသူတို့ 标到了，我们好欢子啊！今朝来。<music>